ကုံလုံးထဲမှာလည်းအရင်ကြီးမထင်ပေါ်ဘူးဒါပေမဲ့ကိုလောက်ရမယ်လို့လေလို့တဲ့ကိုရှင်ပြန်မဟာလေးရှင်ပြန်နေအဲကြောင့်မို့ရခဲ့အောင်လည်းတော့မမြော်လင်းခဲ့ပါဘူးမြမရဲ့အမရဲ့အကုံတော့လည်းစူးစားတော့လေအဲခေါင်းကအကုံလုံးနဲ့ကနေတယောက်ပဲရမယ်ဆိုပေမဲ့အကုံလုံးရင်ခုန်မရှိရပါတော့အဲလူတယောက်တိုင်းတယောက်တိုင်းရမယ်ဆိုပြီးတော့လင်းကြည့်ပြိုင်ပွဲဆိုပေမဲ့ ပြိုင်မွေးဝင်ညီမရဲ့အမရဲ့အကုန်လုံးကချစ်ချစ်ခင်ခင်ရှိတော့မပြိုင်မဲ့တယ်လို့သဘောမထားဘူးပေါ့နော်အဲ activity အနေနဲ့ရောပြိုင်တယ်ကျူးကျူးဆဆလေးအလုပ်တွေကအတူတူလုပ်ကြတယ်ခက်မနေတူတူသွားကြတယ်ဆိုတော့လေအရင်တော့အခက်ခဲလို့ရှိခဲ့ပါဟုတ်ကဲ့ရှင်ညီမဒီ log in နဲ့စိတ်နေပေါ့နော်ဆိုတော့ fan လည်းအားနေတယ်ပြီးတော့အကုန်လုံးတက်မှလည်းအရင်ကြီးမထင်ပေါ်ဘူးဒါပေမဲ့ကိုလောက်ရမယ်လို့လေလို့တယ်ကိုရှင်ပြန်မဟာလေးရှင်ပြန်တယ်အဲကြောင့်မို့ရန်ကြရအောင် အမတွေနဲ့တူတယ်လို့ပြောရလဲအရင်ပြောပါတယ်အဲ့လိုမျိုးပေါ့နော်ကိုကိုနဲ့တူတယ်လို့ပြောလိုက်တိုင်းဩဟုတ်ကဲ့ကျေးဇူးတင်ပါတယ်လာပါတယ်ကျေးဇူးပါတယ်ပေါ့နော်အဲ့လိုပဲဆိုတော့လေ sorry ပါအရင်ရင်ကုန်နေလို့ပါဒီနေ့ကျတော့ဒါမျိုးလေးမှာပါပဲねလာခဲ့ရှိတာရင်းစင်ပေါ်မှာလည်းရင်းအန်ဝန်းဝန်းတာဖြစ်ဖြစ်တဲ့ပုံစံမျိုးရအောင်အဲလိုအပ်ချက်တွေကိုတစ်ခုချင်းတစ်ခုချင်းပြန်လဲပြင်ဆင်ပြီးတော့ကြတော့ပြန်မှုအတွက် နောက်ရက်ကလည်းစပြီးပြင်ဆင်လာပါမယ်။အခုကတနိုင်ငံလုံးအနေနဲ့ crown ဆောင်းလိုက်ရတော့တာဝန်တွေအရင်ရှိလာပြီပေါ့နော်။ပုံမှန်ထက်ပိုကြိုးစားရမယ်။ပိုပြီးတော့အကုန်လုံးတစ်ခုချင်းတစ်ခုချင်းကိုလိုက်ပြီးတော့လောက်ရမယ်ဆိုပြီးညီမပုံမှာတာဝန်ရှိလာတယ်။အဲ international အတွက်ကိုလည်းလိုအပ်တဲ့ဟာကိုကြိုးစားမယ်။ပြီးတော့ international ဆင်မြင့်ထက်မှာလည်းမြန်မာနိုင်ငံမှာရှိတဲ့အကြောင်းအရာအနေနဲ့ဖော်ပြချင်တဲ့အရာမျိုးဒီမှာ speak out လုပ်တော့ပါပါရှင့်။အဲခက်ခဲရဆိုတာအထက်အကုန်လုံးက တည်ကျင်တာတွေဖြစ်တဲ့နာတွေပြိုင်ပွဲအနေနဲ့မေးတဲ့နဲ့မေးခွန်းလေးတွေလည်းမေးထားတာဆိုတော့လေအကုန်လုံးကတော့ကျွတ်ကျွတ်ဆဆဖြေကြတယ်အဲ့ထက်ကမှရွေးချယ်ပေးတာပေါ့နော်ရှင်ပြိုင်ပွဲကတော့မိဘရဲ့အဖေရောမိရောကဆပရင်းလုပ်ပေးပါတယ်ပြီးတော့ကျေးဇူးတင်ချင်တာရှင်ပြေပေါ့နော်အဲကိုယ့်ရဲ့ဆွေမျိုးသားချင်းလည်းမဟုတ်ဘူးအန်တီတယောက်ပေါ့နော်လုံးဝတွေးမတော်တာမဆက်ပြင်မဲ့တမိကိုညီလိုတိုင်းပေးခဲ့တယ် ်ဖိတ်ကအနေနဲ့လာဆိုလည်းကျေးဇူးတင်ပါတယ်လို့တမိဒီပွဲမှာပြိုင်ဖို့ကိုလည်းဆက်ဖို့ပေးခဲ့ပါတယ်